အရန်ပူတဲ့ငရဲကိုတော့အတန်ထက်6ဆမြန်နဲ့နှုံးနဲ့ဖက်ပြန်ပြီးတိုက်ခိုင်းနိုင်မယ် SR72 hypersonic လေယာဉ်နောက်တစ်ဆယ်ခုနှစ်အစောပိုင်းမှာ hypersonic လေယာဉ် SR72 ပေါ်လာမယ်ဆိုတဲ့သတင်းတွေထွက်လာတော့သိပ္ပံရုပ်ရှင်တွေကလိုပဲထင်ခဲ့ကြပါတယ်သတင်းတောက်တွေလေလာသူတွေနဲ့လေကြောင်းဆိုင်ရာကျွမ်းကျင်သူတွေတော့ဒီသတင်းတွေကိုတန်တရားနဲ့ပဲတုံ့ပြန်ခဲ့ကြတာပါလူလိုက်ပါနိုင်တယ်ဒါမှမဟုတ်လူမပါတဲ့လေရင်တစ်စင်းဟာအတန်တဲ၆ဆအမြန်နှုံးရှိတဲ့ message တိရောက်နိုင်တယ်ဆိုတာ မြန်လာပါတယ်ဆိုတော့ SR71 Blood Park ကနှစ်ဆောက်မြန်နေရတဲ့ဘောပါပဲ။မယုံကြတဲ့သူတွေကလည်းမမားပါဘူး။ဒါပေမဲ့အချင်းကြာလာတာနဲ့အမျှခိုင်လုံတဲ့အထောက်ထားတွေတဖြည်းဖြည်းပေါ်ထွက်လာပါရည်။လော်ဟီမာတင်ရဲ့အစင်ခံစားရတဲ့မှာအရေးအမွတ်တွေပါလာတာ။ Aerojet Rocket ဒိုင်းနဲ့ဖူပေါင်းဆောင်ရွက်တာကိုအတီးပြူတာမူပိုင်ခွင့်တင်တာတွေနဲ့ပင်ကုန်အစ်စ်မှာရန်မငွေရရှိတာတွေကသက်သေပါပဲ။ SR72 ဘယ်ကလာလဲဆိုတာကိုနားလည်ဖို့အတွက်သူရဲ့နာမည်ကျော်ရှေ့ပြေးလိန်ကိုပြန်ကြည့်ဖို့လိုပါတယ် လေတောင်းဝဝါသနာပါသူတွေနဲ့စေဘက်ပညာရှင်တွေကြားမှာအကိုဒီတောင်အန်အုံးမှုကိုဖြစ်စေတဲ့လေရင်ကတော့ SR71 ပါပဲ SR71 ဘလပါဟာစေခရဲ့ထောင်းလန်းကြီးလေရင်တသက်မဟုတ်ပါဘူး1960နဲ့80ခုနှစ်တွေအတွင်းအမေရိကန်ရဲ့နည်းပညာဆိုင်ရာဒုတ်တမှုနဲ့လေကြောင်းနယ်ပယ်မှာလွှမ်းမိုးနိုင်မှုကိုပြသတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။သူရဲ့ဒီဇိုင်းကအနာဂတ်ကနေရောက်လာသလိုမျိုးထူးခြားဆန်းပြားပါတယ်။နတ်မောင်နဲ့ကိုရဲရှေးလျားတဲ့ပုံတံခြုံထက်တဲ့နှာခေါင်းနဲ့ရောစောက်တဲ့အတောင်တွေကအဲ့ဒီချိန်တုန်းကရှားပါးလာပါတယ်။ match 3.2မြန်နှုန်းနဲ့ပြန်တန်းချိန်မှာဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့လေပြာတွေကိုဒီဒီဇိုင်းတွေကကောင်းကောင်းကျော်လွှားနိုင်ခဲ့တာပါလေရင်ရဲ့အဓိကထူးခြားချက်ကတော့အားကောင်းတဲ့ turbo jet engine တွေပါပဲဒီ engine တွေကအတန်းထက်မြန်တဲ့အရှိန်မျိုးမှာ ran jet engine တွေလိုမျိုးပြောင်းလဲသွားပါတယ် ran jet engine အကြောင်းကိုတော့နောက်ပိုင်းမှာရှင်းပြပေးပါမယ်ဒီ engine တွေမှာ JP7 လို့ခေါ်တဲ့အထူးလောင်းစာကိုအသုံးပြုထားတာပါဒီလောင်းစာဟာအပူဒဏ်ကိုအလုံးခံနိုင်ရည်ရှိပြီးမီးရှို့ရင်တော့တော်ယုံနဲ့မလောင်နိုင်ပါဘူး ။အေဇောကထွက်တဲ့ infrared ရောင်ခြည်ကိုရှင်းချဖို့အတွက်ဓာတုပစ္စည်းတွေကိုလောင်စာထဲမှာရောစပ်ထားပါလေ။ဒါရီဟာပြီးပြည့်စုံတဲ့ infrared လိုအပ်တံမြန်အစီအမံတွေအဖြစ်ပြောင်းလဲလာမယ့်အစောပိုင်းခြေလှမ်းတွေပါပဲ။ SR71 ဟာလိုအပ်နည်းပညာရဲ့အခြေခံအုတ်မြစ်ကိုလည်းချပေးခဲ့ပါဗျ။သူရဲ့ radar ဆုပ်ယူနိုင်တဲ့စွမ်းရည်နဲ့ radar ဖြတ်ပိုင်းကိုအနည်းဆုံးဖြစ်အောင်လုပ်ထားတာကြောင့်ထိုးထက်တဲ့ radar ကိုရက်ကိုကြော့ဖြတ်ပြီးရန်သူနယ်မြေတွေကိုလက်နက်ရှမ်းရှမ်းထိုးပေါက်နိုင်တာပါ။နောက်ပြီးထူးခြားတဲ့ Titanium တိဆောက်ပုံမှာ line tone ပုံစံအသားတွေပါဝင်ပါတယ် တကယ်တော့အရှင်မြင့်ပြန်သန်းမှုရဲ့ပြင်းထန်တဲ့အခြေအနေတွေကကာကွယ်နိုင်အောင်ဒီလိုဖန်တီးခဲ့တာပါမက်ထရီထက်မြန်တဲ့အရှင်နဲ့ပြန်သန်းတာကြောင့်လေရင်ရကိုရီဟာဒီဂရီစင်တီဂရိတ်ရာနဲ့ချီတဲ့အပူချိန်အထိရောက်သွားပါပြီဒီလိုပြင်းထန်တဲ့အပူတံအောက်မှာချောမုတ်တဲ့ကိုရဲဆိုရင်မညီမညာဖြစ်လာပြီးအကွဲချောင်းတွေဖြစ်ပေါ်နိုင်တယ်လို့တံမိုတွေလည်းပြုတ်ထွက်ပြီးဒီဆောက်ပုံပိုင်းဆိုင်ရာချုပ်ရင်းမှုတွေဖြစ်လာနိုင်ပါတယ်။လိုင်းထုတ်ပုံစံအသားရီမှာပါတဲ့အလျားလိုက်ပါလာတဲ့အစင်းချောင်းလေးတွေကတထူကိုအလျားနဲ့အနံနှစ်ဘက်စလုံးမှာစုပ်ခွာနိုင်ကျုံနိုင်စီပြီးမကွဲရစေပါဘူး။ ဟုတ်ပါတယ်လိုင်းတွန်းပုံစံဟာလောကချောမှုတဲ့မျက်နှာပြင်နဲ့ရှိရင်လေခွင်းရကိုနည်းနည်းယော်နှင်းစေနိုင်ပါတယ်ဒါပေမဲ့အတန်တက်မြန်တဲ့အချိန်မှာလေခွင်းရခုခံမှုဟာလေရင်ရဲ့ပုံတံပေါ်မှာပဲအဓိကမူတည်ပြီးမျက်နှာပြင်ရဲ့အသွင်ပြင်ပေါ်မှာမမူတည်ပါဘူး SR71 ရဲ့လေရင်မူကန်းကဗတင်းပေါက်တွေကိုလေကံတန်းချိန်မှာကြုံတွေ့ရတဲ့ပြင်းထန်တဲ့အပူချိန်ကိုခံနိုင်ဖို့အလွှာပေါင်းများစွာနဲ့ကာကွယ်ထားပါတယ်သူရဲ့လမ်းကြောင်းပြစနစ်တွေကလည်းခင့်မီလွန်လာတာပါ အနာချေကန်ရိုစကိုပစ်ဒါနာအင်မြောင်တွေနဲ့ဂျယ်ရီကိုအခြေခံတဲ့နက်ခတ်လမ်းကြောင်းပြစနစ်တွေကိုလည်းအသုံးပြုထားပါတယ်။ဒါပေမဲ့ဘလောက်ပဲတော်တဲ့အင်ဂျင်နီယာလက်ရာတွေဖြစ်ပါစေအားနည်းချက်ကတော့ရှိနေတာပါပဲ။1998ခုနှစ်မှာနှစ်ပေါင်း30နီးပါးအမှုထမ်းပြီးနောက် SR71 ကိုနောက်ဆုံးမှအနာပေးလိုက်ပါတယ်။အဓိကအကြောင်းရင်းကတော့လေပတ်မှုစရိတ်အလွန်အမင်းကြီးမားတာကြောင့်ပါ။တနအီပြန်တန်းနိုင်ဖို့အတွက်အမေရိကန်လက်တက်ကဒေါ်လာ2သိန်းကနေ2သိန်းခွဲလောက်ထိကုန်ကြပါတယ်။ ပြင်ဆင်မှုပြုပြင်ထိန်းသိမ်းမှုနဲ့လောင်စာဖြည့်တင်းမှုတွေပါထည့်တွဲရင်ဒီလိန်ဟာတနာယီကို JB7 လောင်စာဂါလန်8000လောက်သုံးဆွဲနေတာပါလီတာနဲ့ဆိုရင်3000လောက်ရှိပြီးတဂါလန်ကို8ဒေါ်လာဒါမှမဟုတ်1လီတာကို2ဒေါ်လာနီးပါးဈေးရှိပါတယ်ဆိုလိုတာကလောင်စာဈေးတက်တက်တနာယီကိုဒေါ်လာ6000ကျော်ကုန်ကြတာပါအဲ့ဒါက1960ခုနှစ်တွေရဲ့ဒေါ်လာနဲ့ပါအဲ့ဒီကျောင်းကဆိုရင် VH Engine Bar ရဲ့နာမည်ကျော် Mustang ကားအသစ်တစ်စီးကိုဒေါ်လာ2500နဲ့ဝယ်လို့ရပါတယ် SR71 အတွက်လည်းကြီးမားတဲ့အထောက်အကူပြုအဖွဲ့နဲ့အထူးပြုအခြေခံအဆောက်အုံတွေလိုအပ်ပါတယ်။ JB7 လောင်စာကိုကင်တွယ်ဖို့ဒေတန်ပြုပြင်ထားတဲ့ KC135Q လောင်စာတင်လေရင်တော့ပါဝင်နေခဲ့တာပါ။တနင်္ဂနွေ80ခုနှစ်နောက်ပိုင်းမှာအာဂါဒအခြေပြုထောင်လန်းရေးခေတ်တရောက်ရှိလာပါတယ်။ဂျိုးတို့တွေဟာလူအသက်အန်ဒရီမရှိပဲဇယိတ်တတစွာနဲ့ပတ်လန်းကနေဗျူဟာမြောက်တရင်ချက်လက်တွေကိုစုဆောင်းနိုင်တယ်လို့24နာရီပတ်လုံးပြည့်မှတ်တွေကိုစောင့်ကြည့်နိုင်စွမ်းလည်းရှိလာခဲ့တာပါ။ ဂျိုဘန်လန်ကနေထောက်လန်းရေးလောက်တာဟာအန်ဒရယ်များရဲ့နေမီပေါ်မှာပြန်တန်းထောက်လန်းတာထက်ပိုပြီးရိုးရှင်းတယ်လို့ဇေယိတ်တတာပြီးဘေးပိုကင်းပါတယ်။အစာစံတီဝမ်းမေးမိန်ပြီးနှစ်တွေကြာပြီးတဲ့နောက်မှာပိုလျော့ဝက်ဆန်းကျဲတဲ့အရေးတတန်အစ်စ်တစ်ခုဟာကောင်းငွေရံမှာပေါ်ထွက်လာပါတယ်။အဲဒါကတော့ SR72 ပါပဲ။သူပါကြောင့်လိုအပ်တာလေ။ဂျိုတို့ထောက်လန်းရေးဟာအစွမ်းထက်ပေမဲ့အရာရာကိုသိမြင်နိုင်စွာမရှိဘူးဆိုတာကိုသဘောပေါက်လာကြလို့ပါပဲ။ဂျိုတို့တွေဟာရန်သူတွေကောင်းကောင်းတည်တဲ့ပုံစံပတ်လန်းတွေအတိုင်းလဲပတ်နေတာပါ။ ဆိုလိုတာကရန်သူတပ်ဖွဲ့တွေကဂျိုတူတွေဘဲချိန်မှာဖျက်တမ်းမယ်ဆိုတော့ကိုဂျိုတင်သိနိုင်ပြီးရွေရားနိုင်တဲ့ဒုံးကြီးစနစ်တွေကိုဖျောက်ထားနိုင်တယ်လို့လှုပ်ရှားမှုကိုဂျိုတူကမသိအောင်စီမံနိုင်လို့ပါပဲ SR72 ဟာသူ့ရဲ့ရှိပြီး SR71 လို့ပဲခံမှန်းလို့မရပါဘူးဘဲချိန်မှာမဆိုးရုတ်တရက်ပေါ်လာနိုင်ပါတယ်အချိန်နဲ့လျှက်တစ်ပြက်ပြန်တမ်းပြီးအရေးကြီးတဲ့အချက်လက်တွေကိုစူးစောင်းနိုင်တယ်လို့ရန်သူကမသိလိုက်ရပဲဖျောက်ွယ်သွားနိုင်ပါတယ်ဒီနေ့ခေတ်ပြည်ပခါတွေမှာဆုံးဖြတ်ချက်တွေကို나이ပိုင်းဒါမှမဟုတ်မင်းနေပိုင်းအတွင်းမှာချမှတ်ရပါတယ် ဂျိုတင်စီစဉ်ထားတဲ့ဂျိုပန်လန်းတွေနဲ့ဂျိုတုတွေကလက်တွေအချိန်နဲ့ကန့်ညီတဲ့ဘျူဟာမြောက်လက်လျောညီတွေရှိမှုကိုမပေးနိုင်ပါဘူး။နောက်ပြီး SSMD တို့ကတော့ချက်ချင်းတုံ့ပြန်နိုင်ပါတယ်။သူဟာဒုံးကြီးပြည်လူမှုကိုထောက်လန်းနိုင်တယ်လို့တပ်ဖွဲ့တွေရွေလျားနေတာကိုခွဲခြားသတ်မှတ်နိုင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုမလုပ်ခင်ဂျိုတင်စောင့်ကြည့်နိုင်တယ်လို့ကိုရိုင်းတောင်တိုက်ခိုက်နိုင်တာပါ။ဒီစွမ်းဆောင်ရည်ဟာ A280 လို့ခေါ်တဲ့လေကြောင်းကာကွယ်စနစ်တွေတဲကိုလည်းကောင်းကောင်းထိုးပေါက်နိုင်စွမ်းရှိနေပါတယ်။ 2009ခုနှစ်အစောပိုင်းမှာလော်ဟီမာတင်ရဲ့အထူးလှိုဝှက်ဌာနကနေရန်တွေအတွင်းမှာ SR71 စက္ကန့်လေးရင်အကြောင်းဆွေးနွေးမှုတွေစတင်ခဲ့ပါတယ်။ဒါဟာ SR72 ဆိုတဲ့အယူဆကိုပေါ်ပေါက်စေခဲ့တာပါ။ဒါဟာတာမန်လေးရင်တစ်စင်းမဟုတ်ပဲအတန်တက်6ဆမြန်နဲ့နှုံးနဲ့ပြန်တန်းနိုင်ပြီးရူပါဗီတာရဲ့ကန်ဆက်ချက်တွေကိုစိန်ခေါ်နိုင်တဲ့လူမပါတဲ့ထောက်လန်းရေးနဲ့တိုက်ခိုက်ရေးပလက်ဖောင်းတစ်ခုပါ။ဒီလိုစောစောင်ရင်မျိုးရရှိဖို့အတွက်လော်ဟီမာတင်ဟာဂျက်နယ်ရော့ကက်နည်းပညာပိုင်းမှာဦးဆောင်တဲ့အေရိုဂျက်ရော့ကက်တိုင်းနဲ့ပူးပေါင်းခဲ့ပါတယ် တို့ရဲ့ရည်မှန်ချက်ကတော့အတန်ထက်နှေးတဲ့အရှိန်နဲ့အတန်ထက်မြန်တဲ့အရှိန်နှစ်မျိုးစလုံးမှာလောက်ဆောင်နိုင်တဲ့ဆက်အင်ဂျင်ကိုတည်ထွင်ဖို့ပါဒါဟာ Scrum Jet အယူအဆကိုလည်းပြန်လည်ရှင်းသင်စေခဲ့ပါတယ် Scrum Jet ဆိုတာအတန်ထက်မြန်တဲ့လောင်ကျွမ်းမှု Run Jet အင်ဂျင်တစ်မျိုးဖြစ်ပြီး Lego အတန်ထက်နှေးတဲ့အရှိန်ထိရှော့ချစရာမလိုပဲဖိတိတ်ပြီးလောင်ကျွမ်းစေတာပါဒါဟာတိပ်ပံရုပ်ရှင်မဟုတ်တော့ပဲအင်ဂျင်နီယာဆိုင်ရာတိုးတက်မှုရဲ့အဆင့်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအယူအဆကနေလက်တွေ့အကောင့်ထဲပေါ်တဲ့လမ်းမှာတော့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပိတ်ဆို့နေပါတယ်။ အနာတော့အချိန်အကွာအဝေးပါတာဘိုချက်အင်ဂျင်တွေက match 2.2လောက်ထိကောင်းကောင်းလုံးဆောင်နိုင်ပေမဲ့အဲ့ဒီအထက်မှာတော့အားနေသွားပါတယ် Ranger နဲ့ Sacran Jet တွေကတော့ match 3နဲ့အထက်မှာမှစတင်အလုံးလုံးနိုင်ပါတယ်ဒါဆိုရင်အဲ့ဒီနှစ်ခုကြားကကွာဟာချက်ကိုဘယ်လိုပေါင်းကူမလဲဆိုတာရှိလာပါပြီအဖြေကတော့ TVCC လို့ခေါ်တဲ့နည်းပညာပါပဲဒါပိုင်းအင်ဂျင်ကအတက်နဲ့အစင်းကိုလုံးဆောင်ပြီး Sacran Jet ကအချိန်မြင့်တဲ့အခါမှာအလုံးလုံးတဲ့ပေါင်းဆက်တွန်းကန်စနစ်ပါ ဒါအားလုံးကိုလေဝင်ပေါင်းနဲ့လေထွက်ပေါက်တစ်ခုတည်းကိုမျှဝေသုံးဆွဲပြီးလေစီတောင်းလမ်းကြောင်းတွေခွဲထားတဲ့တစ်ခုတည်းသောအခန်းထဲမှာပဲပေါင်းဆက်ထားပါတယ်။ SR Assembly တို့ကိုဖန်တီးတာဟာလေကြောင်းနဲ့တွန်းကန်အား Engineer ရဲ့အထုတ်ထိပ်ပါပဲ။အတန်းနဲ့မြန်တဲ့ပြန်တမ်းမှုဟာဝရဲကိုဖြတ်တန်းရတဲ့ခရီးစဉ်နဲ့မချပါဘူး။ Mass စင်နာကအချိန်တွေမှာလင်းရဲမျက်နှာပြင်အပူချိန်ဟာ3600ဒီဂရီ Fahrenheit ကျော်အထိရောက်ရှိပါတယ်။ဒါဟာအပူချိန်တက်တက်မဟုတ်ပါဘူး။ဒီအပူချိန်မှာအလူမီနီယံနဲ့တန်မလီအများစုတော့အရေးပြောသွားနိုင်တာပါ။ ဒီဇိုင်းမှာအနည်းငယ်လေးမှားယွင်းတာနဲ့လေရင်ဟာလေထဲမှာဒီပြာကျသွားပါလိမ့်မယ်။အဲဒီကိစ္စကိုဖြေရှင်းဖို့အင်ဂျင်နီယာတွေလည်းအတော်လေးခေါင်းစားခဲ့ကြတာပါ။နောက်ပြီး SS Assembly ဝါမှာသုံးခဲ့တဲ့ဖြေစည်းတွေကလည်းဒီအချိန်မှာတင့်တော်မှုမရှိတော့ပါဘူး။ဒါကြောင့်ဖြေရှင်းရေးအသစ်တစ်ခုကိုရှာဖွေရပါပြီ။တို့ကအာဂါသရှင်ရဲ့အဖူကာကွယ်ရေးနဲ့တိုက်ချင်းပြတုံးကြီးတွေမှာသုံးတဲ့ကာဗွန်ဆီရမစ်ကွန်ပေါင်းတွေကိုနှီးမျိုးစုံနဲ့စမ်းသပ်ခဲ့တာပါ။ ဒီပစ္စည်းတွေဟာပြင်းထန်တဲ့အဖူချိန်ကိုခံနိုင်ရရှိရုံသာမကအချိန်မြင့်တဲ့ဖိအားတွေအောက်မှာလေဒီဆောက်ပုံပိုင်းဆိုင်ရာခိုင်မာမှုကိုထိန်းသိမ်းထားနေတာကိုတွေ့လိုက်ချိန်မှာတော့နီလန်ရသွားခဲ့ပါတယ်။ပြောရရင်ဒီနည်းပညာတွေနဲ့အဖူကာကွယ်ရေးအလွာပါလေးတွေများစွာထက်ကဖန်တီဗီ SR72 မှာသုံးဆွဲခဲ့တာပါ။နှစ်ပေါင်းများစွာကြာအောင် SR72 ဟာကောလာဟာလာတွေခံမှန်းချက်တွေနဲ့အမိမဖော်တဲ့သတင်းပေါက်ကြားမှုတွေထက်ပိုမလာခဲ့ပါဘူး။ဒါပေမဲ့နှစ်နောက်ဆက်သုံးခုထဲမှာအဲ့ဒါတွေပြောင်းလဲသွားခဲ့ပါတယ်။ လောဟိမာတင်က SSMD1 ရဲ့မျိုးသက်တစ်ကိုထုတ်နိုင်ထုတ်မယ်ဆိုပြီးဟိုလိုလိုဒီလိုလိုပြောလိုက်ချိန်မှာတော့လေကြောင်းလောကမှာလွတ်လွတ်ခတ်ခတ်ဖြစ်လာခဲ့ရတာပါ။ theory ကနေလက်တွေ့အကောင်တွေဖော်နိုင်ခဲ့တဲ့အထက်ကအချက်ကတော့21ရာစုရဲ့နည်းပညာတွေပေါ်ပေါက်လာတာကြောင့်ပါပဲ။ SSMD1 ကိုပုံဆွဲကိရိယာတွေပေတံတွေနဲ့အစကူပေါ်မှာဒီဇိုင်းဆွဲခဲ့တယ်ဆိုပေမဲ့ SSMD2 ကိုတော့ digital ပေါ်မှာပဲအားလုံးတည်ထွင်ဖန်တီးခဲ့တာပါ။ အစိမ့်ကွန်ပျူတာစနစ်တွေလေခွင့်အားပုံစံတူစမ်းသပ်မှုတွေအပြင်အရေးအကြီးဆုံးကတော့ပေါင်းစပ်ထုတ်လုပ်မှုနည်းပညာမြင့်မားလာမှုကြောင့်ပါပဲ။တမန်ယူကြနီလန်းတွေနဲ့ဖန်တီးဖို့မဖြစ်နိုင်တဲ့အချိန်မှာအပူခံနိုင်ရှိတဲ့ကွန်ပောင်းတွေနဲ့တပ်ထုတွေကိုတုံးပြီးအစိပ်ပိုင်းတွေကို 3D စနစ်ထုတ်လုပ်နိုင်မှုတွေကလည်းအဓိကတော့ချက်တွေဖြစ်လာရတာပါ။ဒီလိုရလဲရဖို့ engineer တွေက Falcon HTV2 နဲ့လောက်ကန်ခဲ့တဲ့အထွေကြုံတွေကိုလည်းအသုံးချခဲ့ပါတယ်။ Falcon ဆိုတော့အပြင်းထန်ဆုံးပြန်တမ်းမှုအခြေအနေတွေကိုစမ်းသပ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ စန်တဖေဟိုက်ပါဆိုနစ်ဒုံးကြီးတစ်မျိုးပါပဲ။ဖယ်ကိုဟာအီရိုတာမိုဒိုင်နမစ်ပြန်တမ်းမှုထိန်းချုပ်စနစ်၊လမ်းကြောင်းပြစနစ်နဲ့ဟိုက်ပါဆိုနစ်အရှိန်တွေမှာတည်ငြိမ်မှုကိုထိန်းသိမ်းပေးနိုင်စွမ်းတွေရလည်းရှိနေတာပါ။အဲ့ဒီအားသာချက်တွေကို SR72 မှာလည်းထည့်သွင်းပေါင်းဆက်ဖန်တီးခဲ့တာဖြစ်ပါတယ်။2018ခုနှစ်မှာဒီစီမံကိန်းဟာနောက်ထပ်အတီးပြုတ်ချက်တရက်ကိုရရှိခဲ့ပါတယ်။လော်ဟီမာတင်က SR72 လို့တရားဝင်မပြောပေမဲ့လူသိများတဲ့ Black Bay ရဲ့မျိုးစားဟာ theory တတ်တတ်မဟုတ်တော့ဘူးလို့တရားဝင်ကြေညာခဲ့ပါတယ် အဲ့ဒီအတွက်လည်းလိန်တိဆောက်မှုမှာဒေါတက်မှုတွေရှိနေခဲ့လို့ပါပဲ။ SR Assembly တို့ဟာအရှိန်မြန်တာတက်တက်တော့မဟုတ်ပါဘူး။သူဟာထိုးစစ်ဆင်နိုင်တဲ့စွမ်းဆောင်ရည်လည်းပါဝင်ပါတယ်။ဒီလိန်ဟာအတန်ထက်မြန်တဲ့လက်နက်တွေအများအပြားဒုံးကြီးတွေကိုတည်ဆောင်ဖို့မျှော်လင့်ထားပါတယ်။အဲ့ဒီဒုံးကြီးတွေဟာကီလိုမီတာရာနဲ့ချီဒါမှမဟုတ်ထောင်နဲ့ချီဝေးတဲ့ပြင်းမှတ်တွေကိုတိုက်ခိုက်နိုင်ပါတယ်။ဒီစွမ်းဆောင်ရည်တွေကစကန်နဲ့အမျှအရေးကြီးတဲ့တိုက်ပွဲမှာအဆုံးအဖြတ်တွေလည်းဖြစ်လာနိုင်နေတာပါ။ အစားစံပြည်သူကတံမိုးကြီးပြီးကောင်းကောင်းကာကွယ်ထားတဲ့ပြည်မှတ်တွေကိုရရပြတိုက်ခိုက်နိုင်တဲ့အတန်ထက်မြန်တဲ့ပွဲသိမ်းလက်တီးလို့ပါပဲ။ဒါပေမဲ့စိန်ခေါ်မှုတွေကတော့ရှိနေပါသေးတယ်။အဲဒါကတော့အယမ်းမြန်တဲ့အချိန်မှာဒုံးကြီးတွေဖြစ်နိုင်ပါမလားဆိုတဲ့အချက်ပါပဲ။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီခါမျိုးမှာလေရင်ကိုယ်တွေကရောလေတုကပါအယမ်းပူနေလို့ဖြစ်ပါတယ်။ဒီအခက်ကနေပညာပိုင်းဆိုင်ရာအိမ်မန်ဆိုးတစ်ခုပါပဲ။ဒါပေမဲ့လော်ဟိမှာလည်းအားကောင်းတဲ့တာတကားတစ်ခုရှိပါတယ်။ 1969ခုနှစ်တွေတုန်းကသူတို့ဟာ YF12 လို့ခေါ်တဲ့ရှေးပြေးလင်ကနေ Mach 3ထက်မြန်တဲ့အရှိန်နဲ့ဒုံးကြီးတွေကိုအောင်မြင်စွာပြစ်လွတ်နိုင်ခဲ့ပါတယ်။အဲဒါကြောင့် SRSMBLY 2ကိုအတန်တက်6ဆမြန်တဲ့အရှိန်နဲ့ပြန်နေရင်ဒုံးကြီးတွေတိုင်းတိုင်းပြစ်နိုင်အောင်ဖြေရှင်းနိုင်မယ်လို့မျှော်လင့်ရတာပါပဲ။တရင်တွေအရတော့ SRSMBLY 2ကို2025နှစ်ကုန်ရင်စမ်းသပ်ပြန်တမ်းပြမယ်လို့လည်းထုတ်ပြန်ထားပါတယ်။တကယ်ထွက်လာရင်တကယ်စွမ်းနိုင်ပါမလားဆိုတာကိုတော့စပီးဆောင်ကြည့်ရမှာပဲဖြစ်ကြောင်းဝေးမြားရင်းညီကုန်းချုပ်လိုက်ပါတယ်။ အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်